မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကဒီပညာဆိုတဲ့စကားလုံးလေးကိုဘလိုမျိုးပေါင်းပြီးသင်ရလဲလို့မေးထားတာလေးတွေအတွက်ပြပြပေးကြပါရစေ။အဲတော့ကျမတို့ကအရင်ဆုံးပညာဆိုတဲ့စကားလုံးကဘယ်အတန်းနေမှာပါလဲဆိုတာကိုပြန်ပြီးတော့လေ့လာကြည့်တဲ့အခါမှာ grade 1မှာပေါ့နော်။ဥဥဥအကြောင်းသင်တဲ့အခါမှာပညာဆိုတာလေးပါတာဖြစ်ပါတယ်။တော်တော်မကိုက်နဲ့အဲ့ဒါကြီးကို။ အဲ့တော့ဥဥဥမှာကျမတို့ကသူပညာထူးဤဆိုတာပါလာပါတယ်အဲ့တော့သူပညာထူးဤဆိုတာပါတဲ့အချိန်ကျတော့အဲ့ဒါညကရငါကြီးอ่ะငါကြီးသူ့ဘာသာနေစစည်းညอืมတာဒီမှာじゃငုံလေးဒီမှာじゃတွတ်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 ငါကြီးကိုပဲဖတ်ချင်နေတာဟာလားငါကြီးကိုဖတ်ချင်နေတာရော့ရော့ရော့ဖတ်တာအဲ့တော့အဲ့ဒီသူပညာထူးဤပေါ့နော်အဲ့ဒီသူပညာထူးဤဆိုရဲ့ စာကြောင်းလေးကိုတင်တဲ့အခါမှာကျမတို့ကသူ့မှာညာတတ်တော့တင်ပြီးနေပြီအရှိမအီအီအီပေါ့နော်အဲ့ဒီဟာမှာညာတတ်တင်ပြီးပြီဒါပေမဲ့သူက percent သဘောတရားကိုမတင်ရသေးဘူး grade 1မှာနောက်တစ်ခါ grade 2ရဲ့စလုံးစင် percent မှာကြတော့သူကဒီပညာဆိုတာပြန်ပါလာတယ်ပေါ့အဲ့ဒီအချိန်မှာသူက percent သဘောတရားကိုတင်ပြီးပြီဖြစ်တဲ့အတွက် တကယ်ဖန်နီးတိုင်းဖတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်မကဒီ grade 1နဲ့ grade 2မှာဖန်နီးနှစ်မျိုးရှိတာပေါ့နော်အော်တင်တဲ့အခါမှာတင်လို့ရမယ့်ပုံစံလေးနှစ်ခုပေါ့ကိုအစဉ်ပြေတာနဲ့တင်လို့ရတယ်ဒါပေမဲ့ကလေးကိုတော့ကိုကတိတိလေးလေးရှင်းပြဖို့လိုတာပေါ့အဲ့တော့ကျမတို့ကစလုံးလေးရရှင်းရှင်းလေးပဲပညရေးချာညာပညာပညာအဲ့လိုဖတ်ပါလားကျမတို့ဒါ grade 1ရဲ့သူပညာထူးဤမှာဆိုရင်ပါစာရေးညာသက်ပင်းလို့လဲသူ့ကိုထွက်ပြလို့ မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က grade 1မှာဆိုလို့ရှိရင်တော့ဒီပညာဆိုတဲ့ပုံစံလေးနဲ့သင်တာအဆင်ပြေပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့က grade 2ကိုရောက်တဲ့အခါမှာ သူ့ရဲ့သင်နည်းအဆင်ဖြစ်တဲ့ဖတ်နည်းအမှန်ဖြစ်တဲ့ပညာလေးသက်ပင်ပြင်လို့အတန်ထွက်တယ်ညအရေးချညာပညာဒါမျိုး အတန်ထွက်လို့ရပါမယ်ရှင်အဲ့တော့ဒါဆိုလို့ရှိရင်ပညာကိုသင်တဲ့အခါမှာ grade 1နဲ့ grade 2ကတော့ဒီလိုမျိုးလေး꿰ပြားနေတယ်ကိုအစဉ်ပြေတဲ့ပုံစံတိုင်းနေသင်လို့ရတာဖြစ်ပါတယ်ရှင်ဒါကကျွန်မကဖတ်နည်းနှမျိုး ရှိတယ်ခလေးကဘယ်အဆင့်ဘယ်အဆင့်နေတင်ထားပြီးပြီဆိုတဲ့ပုံစံအတိုင်းနဲ့ကိုကိုကလေ့လာရမယ်ဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီပုံစံလေးကတော့ဒီလိုမျိုးလေး क्वे မှာပေါ့နော်ပုံစံလေးကတော့ဒီလိုမျိုး क्वे မယ်ဒါပေမဲ့တင်တဲ့အခါမှာကိုအဆင်ပြေသလိုတင်လို့ရပါတယ်အဲ့ဒီတစ်ခုကိုစလုံးပေါင်းနည်းနဲ့ပဲတင်တင်အတန်ထွက်နည်းနဲ့ပဲတင်တင်အဆင်ပြေတာဖြစ်ပါတယ်ရှင့်အဲ့တော့အခုဒါပြောပြပေးခဲ့တာပညာဆိုတဲ့စကားလုံးလေးအဲ့တော့ပါ ဟိုလူကြီးတွေကတော့စလုံးပေါင်းကတော့လွှဲတာပေါ့နော်ဒီပညာဆိုတဲ့စကားလုံးလေးကကြိလိုက်လို့ရှိရင်လည်းဘာမှမပါဘူးဘာမှမပါတာဖြစ်တဲ့တော့အလွယ်တကူပဲဖတ်လို့ရတယ်လို့ထင်ကြတယ်ဒါပေမဲ့ဖတ်တဲ့အခါမှာအဲ့လိုပုံစံလေးတွေတော့ရှိပါတယ်ဒါကြောင့်မို့လို့ကိုကတော့ကိုတင်တာ grade 1လား grade 2လားဆိုရဲအပေါ်မှာမူတည်ပြီးတော့ဖတ်ရမှာဖြစ်ပါတယ်ရှင် ဲ့တော့ကျေးဇူးတင်ပါတယ်ကျမကကျမကိုမေးထားတဲ့မေးခွန်းလေးတွေကပညာကိုဘယ်လိုဖတ်ရမလဲဆိုတာလေးကိုပြပြပေးခဲ့တာပါနောက်ထပ်သိချင်တာလေးတွေရှိရင်လည်း comment box မှာရေးခဲ့လို့ရပါတယ်ရှင်ကျမကတော့ teacher ပန်းပါရှင်အရင်ဗီဒီယိုတွေမှာတော့သားကငြိမ်တယ်လို့ကြော်ကြတယ်အခု